မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအန္တရာယ်အသွေးအသွေးကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါဒီကနေ့အော်တိုဘာလ23ရက်တနင်္လာနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့အကြံဖတ်စေအုပ်စုကပြုလုပ်မဲ့မြည်သည့်ရွေးကောက်ပွဲမဆိုအတိမတ်မပြုဘဲညှင်းပယ်ရေးအတွက် NUCC, CRPH, NUG အပါအဝင် တော်လှန်ရေးအင်အားစုအဖွဲ့အစည်း20ကတောင်းဆိုတဲ့တဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးအထူးတပ်ဖွဲ့ရဲ့အပတ်စဉ်3တင်းနှန်းစစ်ပွဲအခမ်းအနားမှာလက်နက်တပ်ဆင်ပေးတဲ့တဲ့အကြမ်းဖက်ဆဲအုပ်စုရဲ့ NCA 10နှစ်ပြည့်အခမ်းအနားကို UN ASEAN နဲ့နိုင်ငံတကာတန်တမန်တွေကို မတက်ရောက်ဖို့ NCA လက်မှတ်ထိုးခဲ့တဲ့အဖွဲ့တွေတောင်းဆိုလိုက်တဲ့တဲ့ဘင်္ဂလားဒေ့ရှ်ဂျာပြတ်အစိုးရအနေဖြင့်အချင်းပြတ် BGB အရာရှိတွေကိုအေးအေးယူထိန်းချုပ်မှုမရှိရင် နှစ်ဖက်နယ်စပ်တည်ငြိမ်ရေးဆိုးဝါးစွာထိကြိုက်လာနိုင်တယ်လို့အေအေအတိပေးထုတ်ပြန်လိုက်တဲ့တဲ့တင်အကြံဖတ်စစ်တပ်လက်အောက်ခံ6ဦးမျိုးမှရေစကန်ကိုလက်နက်ကြီးဒရုန်းနဲ့တိုက်ခိုက်ရာရန်သူတပ်သား5ဦးသေဆုံးတဲ့တဲ့တင်နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆင်အနာရှင်တော်လန်ရေးဆန္ဒပြလူထုတပိတ်တဲ့တင်တွေပဲဖြစ်ပါတယ် အကြံဖတ်ဆေးအုပ်စုကပြုလုပ်မဲ့မြည်သည့်ရွေးကောက်ပွဲမဆိုအတိမတ်မပြုဘဲညင်းပယ်ရေးအတွက် NUCC, CRPH, NUG အပါအဝင်တော်လှန်ရေးအင်အားစုအဖွဲ့အစည်း20ကတောင်းဆိုတဲ့တဲ့ရင်ကိုပထမအဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။အကြံဖတ်ဆေးအုပ်စုကပြုလုပ်မဲ့မြည်သည့်ရွေးကောက်ပွဲမဆိုအတိမတ်မပြုဘဲညင်းပယ်ရေးအတွက် NUCC, CRPH, NUG အပါအဝင်တော်လှန်ရေးအင်အားစုအဖွဲ့အစည်း20ကလက်မှတ်ရေးထိုးပြီးတော့ ASEAN ကိုတောင်းဆိုလိုက်ပါတယ်။ ာနာသိန်းဆေးဥစုမှစီစဉ်သောရွေးကောက်ပွဲတွေကဘုံသဘောတူညီချက်၅ရက်သို့မဟုတ်နိုင်ငံတကာစံနှုန်းများအရတရားဝင်မှုလုံးဝမရှိသောကြောင့်ထို့သို့သောမြည်သည့်ရွေးကောက်ပွဲများကိုမဆိုညင်းပယ်ပါအတိမတ်ပြုခြင်းကိုညင်းဆိုပါလို့ဒေါ်လာရင်းအင်အားစုအဖွဲ့အစည်း20ကလက်မှတ်ရေးထိုးပြီးတော့အာဆီယံကိုတောင်းဆိုလိုက်တာပါမလေးရှားနိုင်ငံရဲ့2025ခုနှစ်အာဆီယံဥက္ကဋ္ဌတောင်းဝင်ယူခဲ့ရမှာမြမအရေးသက်ဆိုင်သူတွေအားလုံးပါဝင်တဲ့အစည်းအဝေးတွေ Stakeholder Engagement Meeting on Myanmar SEMS ကို မြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌရဲ့အထူးတန်တမန်ကဦးစီးကျင်းပခဲ့ပါတယ်။အဲ့ဒီဆွေးနွေးပွဲတွေကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ပြည်ထောင်စုလွှတ်တော်ကုစားပြုကော်မတီ CRPH တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ IAO အတိုင်ပင်ခံကောင်စီများ Federal Unit များနဲ့အခြားသောကုစားလေအဖွဲ့များစုစည်းတက်ရောက်ခဲ့ကြတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မြမရေးတက်ဆိုင်သူတွေအားလုံးပါဝင်တဲ့အစည်းအဝေး SCMS ကနေအကျန်းဖတ်စစ်တပ်ရဲ့အတုရောင်ရွေးကောက်ပွဲတွေကိုညင်းပယ်တာဒေါ်လာရင်းအင်အားစုများအကြားစီးလုံးညီညွတ်ရေးတိကျပြတ်သားတဲ့အာဆီယံရဲ့လှုပ်ဆောင်ချက်ကိုတောင်းဆိုတာလူသားချင်းစာနာ ထောက်ထားမှုရဲ့မရှိမဖြစ်အရေးကြီးမှုအားလုံးပါဝင်မှုရှိတဲ့နိုင်ငံရေးဆွေးနွေးပွဲဒေတာရင်းတည်ငြိမ်ရေးအဆရှိတဲ့အချက်တွေကိုဆွေးနွေးခဲ့ကြတာပါဒါအပြင်တော်လိုင်းအင်အားစုအဖွဲ့အစည်း20အနေနဲ့ အာဆီယံထံအချက်၅ချက်ကိုတောင်းဆိုခဲ့ကြပါတယ်မြမရေးသက်ဆိုင်သူတွေအားလုံးပါဝင်တဲ့အစည်းအဝေး SEMS မှာပါဝင်ခဲ့တဲ့အဖွဲ့အစည်း20ကတော့မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF အာနာရှင်စနစ်စန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီမန္တလေးချင်းမျိုးသားတပ်ဦး CNF ဤတော်စုလှတ်တော်ကိုစားပြုကော်မတီ CRPH Critical Movement အဖွဲ့ စကိုင်းဖိုရမ်ဖက်ဒရေးရှင်းကချင်ပိုလစ်တီကယ်အင်တမ်ကိုအော်ဒီနေးရှင်းတင်း KP ကရင်အမျိုးသားအစည်းအရုံး KNU ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPB ကရင်နီပြည်ဂျားကာလာအုပ်ချုပ်ရေးကောင်စီ IEC မကွေးဒေသတော်လှန်ရေးအင်အားစုများကွန်ရက်မန္တလေးတိုင်းဒေသကြီးလွှတ်တော်မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ အမျိုးသားညီညွတ်ရေးအစိုးရ NUG အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မွန်ပြည်သက်ပါတီဆင်အနာရှင်တိုက်ဖြည့်ရေး NMSPAD ပိုးအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ပိုးအမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNLO ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီ RCC နဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တို့ဖြစ်တယ်လို့သိရပါဗျ။ကျန်းဖတ်မှုတိုက်ဖြတ်ရေးအထူးတပ်ဖွဲ့ရဲ့အပတ်စဉ်သုံးသင်တန်းစင်ပွဲအခမ်းအနားမှာလက်နက်တပ်ဆင်ပေးတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရပြည်ထရေးနှင့်လူမှုကြီးကြပ်ရေးဝန်ကြီးဌာနအကြံဖတ်မှုတိုက်ဖြတ်ရေးအထူးတပ်ဖွဲ့ SOS ရဲ့အပစင်၃တင်းတန်းစင်ပွဲနဲ့လက်နက်အနှင်းချင်းအခမ်းအနားကိုစက်တင်ဘာလ26ရက်နေ့ကစကိုင်းတိုင်း NUG စိုးမိုးနယ်မြေအတွင်းတနေရာမှာပြုလုပ်ကျင်းပခဲ့တယ်လို့သိရပါဗျ။တင်းတန်းကာလာစုရတင်းတန်းသားတွေကို စုချင်းမြင့်ခဲ့ပြီးအမြဲတမ်းအတွင်းဝင်မှာတပ်ဖွဲ့မှုထံကိုလက်နက်အနှင်းတပ်ဆင်ပေးခဲ့တာပါ။ဒါအပြင်အကြံဖတ်မှုတိုက်ဖြတ်ရေးအထူးတပ်ဖွဲ့ SOF ကိုကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကဂုံပြူချင်းမြင့်ငွေတွေကိုပေးအပ်ခဲ့ရာတပ်ဖွဲ့မှုကလက်ခံရရှိခဲ့ပါတယ်။အကြမ်းဖက်မှုတိုက်ဖျက်ရေးအထူးတပ်ဖွဲ့ SOF အပတ်စဉ်၃ဟာအကြမ်းဖက်စစ်ကောင်စီကိုနီလန်းမျိုးစုံနဲ့တိုက်ခိုက်ချိန်မုန်းနိုင်ဖို့ရည်ရွယ်ပြီးပြည်ထရေးနှင့်လူမှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့လမ်းညွှန်မှုနဲ့ SOS ကစကိုင်းတိုင်းစိုးမိုးနယ်မြေအတွင်း85ရက်ကြာကျင်းပပြုလုပ်ခဲ့တဲ့တင်နန်းဖြစ်တယ်လို့ဆိုပါရစေ။ တင်နန်းကိုစကိုင်းတိုင်းနဲ့မကွေးတိုင်းတို့မှတင်နန်းသားတွေကိုစီစစ်ရွေးချယ်ပြီးတင်ကြားပေးခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါတင်နန်းစစ်ပွဲအခမ်းအနားကိုပြည်ထရေးနှင့်လူမှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလန်ဒုတိယပြည်ထောင်စုဝန်ကြီးဦးကျော်နီတွဲဖက်အတွင်းဝင်ဒေါ်ဂျွန်လိုင်းတို့ကအွန်လိုင်းမှတဆင့်တက်ရောက်ချီးမြှင့်အမှာစကားတွေပြောကြားပေးခဲ့ကြပါတယ်။ ဝင်ကြီးဌာနမှာအမြဲတမ်းအတွင်းဝင်တဲ့အတူရုံးအဖွဲ့ဝင်တွေကစီရေးပြကွင်းကိုတက်ရောက်ချင်းမြင့်အမှားစကားများပြောကြားခဲ့တယ်လို့ဆိုပါတယ်။စီရေးပြအခမ်းအနားအပြီးမှာတင်နန်းစင်းရဲဘော်တွေကတင်နန်းအတွင်းလေးကျင့်တင်ကြားခဲ့ကြတဲ့မြမအတိုင်းအားတရုတ်ဖို့ပြတာတွေပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ အကြံဖတ်ဆေးအုပ်စုရဲ့ NCA ဆယ်နှစ်ပြည့်အခမ်းအနားကို UN ASEAN နဲ့နိုင်ငံတကာတန်တမန်တွေကို မတက်ရောက်ဖို့ NCA လက်မှတ်ထိုးခဲ့တဲ့အဖွဲ့တွေတောင်းဆိုလိုက်တဲ့သတင်းကိုထပ်မံတင်ဆက်ပေးပါမယ်။ NCA ကတိကဝတ်ကိုချိုးဖောက်ပြီးနိုင်ငံမတည်ငြိမ်မှုကိုဖန်တီးနေတဲ့အကြံဖတ်ဆေးအုပ်စုရဲ့ NCA လက်မှတ်ရေးထိုးခဲ့တဲ့ဆယ်နှစ်ပြည့်မြောက်တဲ့အခမ်းအနားကိုမတက်ရောက်ဘဲပြည်သူလူထုနဲ့အတူရပ်တည်ကြောင်းပြသဖို့ UN ASEAN နဲ့နိုင်ငံတကာတန်တမန်တွေကို NCA လက်မှတ်ထိုးခဲ့တဲ့အဖွဲ့အစည်း6ခုပူးပေါင်းပြီး ဒီကနေ့ရက်စွဲနဲ့တိုက်တွန်းလိုက်ပါတယ်။ UNRCN နဲ့နိုင်ငံတကာတန်တမန်တွေကိုတောင်းဆိုလိုက်တဲ့ NCA လက်မှတ်ထိုးခဲ့တဲ့အဖွဲ့တွေက KNU, CNF, ABSDF, PNLO, NMSP နဲ့ LDU အဖွဲ့တွေပါ။မြန်မာနိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနီးလနဲ့ဖြည့်ရှင်းနိုင်ဖို့ရည်ရွယ်တဲ့ KNU, CNF, ABSDF နဲ့ PNLO တို့ဟာ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၄ဘွဲ့နဲ့အတူတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ကို2015ခုနှစ်အော်တိုဘာလ15ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ပါတယ်။အဲဒီနောက် NMSP နဲ့ LDU တို့ဟာ2018ခုနှစ်ဖေဖော်ဝါရီလ13ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ NCA လုပ်ငန်းစဉ်အကောင့်တွေပေါ်စဉ်ကာလအတွင်းအကြမ်းဖက်မြန်မာစစ်တပ်ကလုပ်ငန်းစဉ်ကိုလွှမ်းမိုးထိန်းချုပ်ပြီး ူတို့စစ်တပ်ကြီးစိုးရေးမူဝါဒတွေနဲ့တစ်ဖက်သက်ပိတ်ဆို့ပြီး NCA သဘောတူညီချက်တွေကိုအကောင့်ထဲမဖော်နိုင်ဖို့တားဆီးတာတွေပြုလုပ်ခဲ့တယ်လို့ပူရဲသဘောထားထုတ်ပြန်ကြေညာချက်မှာဖော်ပြထားပါဗျ။အရိစာချုပ်ပါသဘောတူညီချက်တွေနဲ့ပတ်သက်ပြီးအချိန်ချင်းချိုးဖောက်ခဲ့တာတွေကိုမိမိတို့ရဲ့ငြိမ်းချမ်းရေးနဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့ရည်မှန်းချက်နဲ့စိတ်ရှည်တီးခန့်နီလန်းရှာဖွေကတဆိုင်မမတ်ကြိုးပမ်းခဲ့မှုကြောင့်သဘောတူညီချက်အချို့ရရှိအောင်ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြပါဗျ။ သို့တော်လည်း2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကဆေယနာသိမ်းမှုဟာ NCA စာချုပ်အနှစ်သာရအခြေခံမူရင်းနဲ့ရီမှန်းချက်တွေကိုပြောင်ပြောင်တင်းတင်းဖျက်ဆီးလိုက်ပြီးဖြစ်ပြီး NCA အကောင့်ထဲပေါ်မှုလုပ်ငန်းစဉ်လည်းရပ်ဆိုင်းသွားကာစက္ကူစိုးတစ်ခုအဖြစ်သို့ရောက်ရှိသွားစေတယ်လို့ဖော်ပြခဲ့ကြပါတယ်။ပြည်သူလူထုကိုနေစဉ်ဘုံကျဲတပ်ဖြတ်နေတယ်လို့လူငယ်တွေကိုအထမစစ်မှုတန်းစေခိုင်းတာတွေပြုလုပ်တဲ့ အကြံဖတ်ဆေးဥစုရဲ့ဟန်ပြလုပ်ငန်းစဉ်တွေမှာပါဝင်တာကနိုင်ငံမတည်ငြိမ်မှုကိုဖန်တီးနေတဲ့ဆေးဥစုကိုထောက်ခံရကြတဲ့အတွက် NCA လက်မှတ်ရေးထိုးခဲ့တဲ့၁၀နှစ်ပြည့်မြောက်တဲ့အခမ်းအနားကိုမတက်ရောက်ပဲပြည်သူလူထုနဲ့အတူရက်တီကြောင်ပြသဖို့ UN ASEAN နဲ့နိုင်ငံတကာတန်တမန်တွေကို NCA မှာကိုယ်တိုင်လက်မှတ်ထိုးခဲ့ကြတဲ့အဖွဲ့အစည်းတွေက တိုက်တွန်းခဲ့ကြတာပါ ရေရှည်တည်တံ့ခံရတဲ့ငိမ့်ချမ်းရေးဖြစ်ပေါ်ဈေးရည်လန်းစားဖြစ်တဲ့အကြမ်းဖက်စစ်တပ်နိုင်ငံရေးမှာပေါဝင်မှုမရှိစေဖို့ပဋိပက္ခအတွင် မတရားကျူးလွန်ခံရသူများအတွက်တရားမျှတမှုရရှိဖို့နဲ့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲနိုင်ဖို့အတွက်တော်လှန်တိုက်ပွဲဝင်နေကြတဲ့တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူဆက်အနာရှင်စနစ်ချုပ်ငြိပြီး Federal Democracy ပြည်ထောင်စုအစ်ထူထောင်နိုင်တဲ့အသည့်တန်နိဋ္ဌန်ချကတဆိုင်မမတ်တိုက်ပွဲဝင်နေမှာဖြစ်တယ်လို့လည်းပူရဲထုတ်ပြန်ချက်မှာဖော်ပြထားပါဗျာ။ ်ဘင်္ဂလားဒေ့ချ်ဂျာပြတ်အစိုးရအနေဖြင့်အကျင့်ပြတ် BGB အရာရှိတွေကိုအေးအေးယူထိန်းချုပ်မှုမရှိရင်နှစ်ဖက်နယ်စပ်တည်ငြိမ်ရေးဆိုးဝါးစွာထိခိုက်လာနိုင်တယ်လို့ AA အသိပေးထုတ်ပြန်လိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ဘင်္ဂလားဒေ့ချ်ဂျာပြတ်အစိုးရအနေဖြင့်အကျင့်ပြတ် BGB အရာရှိတွေကိုအေးအေးယူထိန်းချုပ်မှုမရှိရင်နှစ်ဖက်နယ်စပ်တည်ငြိမ်ရေးဆိုးဝါးစွာထိခိုက်လာနိုင်တယ်လို့အာရခတက်တော် AA ကအော်တိုဘာလ၁၇ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။ ်ဘင်္ဂလားဒေ့ရှားပြက်အစိုးရအနေဖြင့်အရေးယူထိန်းချုပ်မှုမရှိဘဲရခိုင်အတိုင်းဆက်လက်လှုပ်ပေးထားမယ်ဆိုပါကနှစ်ဖက်နယ်စပ်တည်ငြိမ်ရေးလုံခြုံရေးဆက်ဆံရေးနဲ့နှစ်ဖက်ယုံကြည်မှုတွေကိုစိုးဝါးစွာထိခိုက်လာစေနိုင်ပါတယ်။ဒါကြောင့်နှစ်ဖက်တင်းမာမှုယခုထက်မြင့်မားမလာစေရန်အတွက်ဘင်္ဂလားဒေ့ရှားပြက်အစိုးရမှယခုလက်တလောနယ်စပ်မှာဖြစ်ပျက်နေတဲ့အစ္စလာမ်ရဲ့အစွန်းရောက်စစ်သွေးကြွအကြမ်းဖက်အာဆာ IS ကိုအကြမ်းဖက်အဖွဲ့များဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ အရကဒေတာအသွင်းသို့ဝင်ရောက်ပြီးစီရေးလှုပ်ရှားနေမှုများကိုအ мян ဆုံးဟန်တာပေးရန်ပအဝင်ပတ်သက်နေတဲ့အချင်းပြက် BGB ဝန်ထမ်းများကိုအ мян ဆုံးထိန်းချောင်းပေးရန်နဲ့ထိရောက်စွာအရေးယူပေးရန်ထပ်မံတိုက်တွန်းတောင်းဆိုအပ်ပါတယ်လို့ AA အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်အရကတက်တော် AA အနေနဲ့စက်တင်ဘာလ28ရက်နေ့ရက်စွဲနဲ့အချင်းပြက် BGB ဝန်ထမ်းအချို့နဲ့စစ်သွေးကြွလှုပ်ရှားမှုအပေါ်ထောက်ခံအားပေးနေကြသူအချို့ကို ဘင်္ဂလားဒေ့ဂျာဗျက်အစိုးရအနေနဲ့အ мян ဆုံးဖော်ထုတ်အရေးယူသင့်တယ်လို့အတိပေးထုတ်ပြန်ခဲ့ပါသေးတယ်။စစ်သွေးကြွအကြမ်းဖက်အာဆာ ISO အကြမ်းဖက်ဖွဲ့တွေပြုတ်လုနေတဲ့စစ်ရေးလှုပ်ရှားမှုစစ်စင်ရေးတွေကဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်နဲ့လဝါချင်းရိုက်ကာဟန်ချန်းညီဆောင်ရွက်နေတဲ့အပေးယူတစ်ခုဖြစ်နိုင်တယ်လို့ AA အဖွဲ့ကသုံးသပ်ထားပါဗျ။အဲဒီလိုပဲအချင်းပြက်ဘင်္ဂလားနေကြာစောင့်တက် BGB တချို့နဲ့ အကြံဖတ်စစ်တပ်ဘက်မှအရာရှိတို့ရဲ့ကူညီပံ့ပိုးပေးမှုတွေပါဝင်နေပြီးသုံးဖွဲ့ဆိုင်တိုက်ခိုက်မှုမျိုးလည်းဖြစ်နိုင်တယ်လို့ AA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျာ။အကြံဖတ်စစ်တပ်လက်အောက်ခံချောင်းမြို့မှရဲစခန်းကိုလက်နက်ကြီးဒရုန်းနဲ့တိုက်ခိုက်ရာရန်သူတပ်သား၅ဦးသေဆုံးတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။စကိုင်းတိုင်းချောင်းမြို့နယ်ကအကြံဖတ်စစ်တပ်လက်အောက်ခံမြို့မှရဲစခန်းကိုလက်နက်ကြီးနဲ့ပစ်ခတ်ကာ ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရမှာရန်သူတပ်သား၅ဦးသေဆုံးခဲ့တယ်လို့ချောင်းမြို့နယ်ပကဖကထုတ်ပြန်ပါဗျ။ရန်သူရဲစခန်းကိုအော်တိုဝါလာ၁၀ရဲနေကမနက်9နာရီ10မိနစ်မှာ60မမဘုံသီးနှလုံးနဲ့ပစ်ခတ်ခဲ့ပြီးမနက်9နာရီအချိန်မှာဒရုန်းသုံးပြီးပုံကျဲချတိုက်ခိုက်ခဲ့တာပါ။60မမဘုံသီးပစ်ခတ်ရမှာရန်သူစခန်းရဲ့ကားကိုယ်တော်ပေါ်ကျရောက်ပောက်ကွဲခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုမှာအကြမ်းဖက်စစ်သား၅ဦးသေဆုံးတာတဦးတန်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ တည်ဆုံသွားတဲ့အကျန်းဖတ်စစ်သား9ယောက်ရဲ့အလောင်းတွေကိုမုံရွာနမခကိုတည်ဆောင်သွားတယ်လို့အတိပေးထုတ်ပြန်ထားပါဗျ။အဆိုပါတိုက်ခိုက်မှုကို6ဦးမြို့နယ်ပကဖတိုက်ခိုက်ရေးတပ် CHUPDF နဲ့ BLDF LPDF တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာပါ။ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဟုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပေါင်းဝင်တဲ့ဆေးအနာရှင်အမြင့်ပြတ်ချေမှုရေးလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ စကိုင်းတိုင်းအတွင်းကတပိတ်စစ်ကြောင်းတွေပူပေါင်းပြီးတော့ချောင်းဦးစီမီတပိတ်မှာကြာဆုံးခဲ့ကြသူတွေအတွက်ဝမ်းနည်းဆုတောင်းပွဲပြုလုပ်ခဲ့ကြပါတယ်။အဲဒီဆုတောင်းပွဲကိုတော်လှန်ပုန်ကန်ဒေါင်းတို့အာမန်တပိတ်စစ်ကြောင်း၊ဆလင်းကြီးမျိုးနယ်တပိတ်အင်အားစု၊ရင်းမာပင်ဆလင်းကြီးရွာပေါင်းစုံတပိတ်၊ရင်းမာပင်မျိုးနယ်တပိတ်အင်အားစုတို့ပူပေါင်းကချောင်းဦးမျိုးနယ်စီမီတပိတ်မှာကြာဆုံးခဲ့သူများအတွက်ဝမ်းနည်းခြင်းဆုတောင်းပွဲကိုပြုလုပ်ခဲ့ကြတာပါ။တော်လံပြည်သူတွေကစီမီတပိတ်တွင်ကြာဆုံးခဲ့ကြသောရဲဘော်ရဲဘက်များနှင့်ပြည်သူများအတွက် ဂုံယူဝမ်းနဲ့ဆူတောင်းပွဲဆိုတဲ့စာသားကိုကင်ဆယ်ပြီးစီမီးတွေနဲ့အတူပြုလုပ်ခဲ့ကြတာပါရမပင်မျိုးနယ်မှာနောက်ပြန်မလဲကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းကအတို့ရောင်ရွေးကောက်ပွဲစန့်ကျင်ရေးနဲ့အကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကနောက်ပြန်မလဲကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ဒေသခံတော်လှန်ပြည်သူတွေကနေမြေမငြိမ်သက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတဲ့ပိတ်ကိုနေစဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ဒါကတော့အော်တိုဘားလ13ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုဘေးဆိုတဲ့ဘေးနှစ်သွဲကနေကင်းဝေးနိုင်ကြပါစေခင်ဗျာ။